အမြမပြီးမှနေတာနဲ့နိုင်ငံချားမှနေခဲ့တာနဲ့လေပြောပြမယ်သိလားလူတွေကထင်ကြတယ်မြမပြီးရဆိုလို့ရှင်ဟိုကြောက်နေရတယ်ပေါ့ဟိုစစ်စစ်တက်တွေပါလေအုတ်ချုပ်တာကြောက်နေရတယ်အဲ့လိုမျိုးထင်ကြတယ်သိလားကျမသိသလောက်ဒီဟိုမြမပြီးမှနေရတာ က်ကြရတာမရှိပါဘူးငဲတော့ကတော့ကားမောင်းတဲ့အခါကျလို့ရှိရင် ကောင်းဖြူကြီးတွေဆိုပြီးလမ်းပြပလိတ်တွေငငယ်တော့ကတော့နင်းနေကြရတယ်ဒါပေမဲ့လည်းလေဟိုကိုမီးဝါရီပါရီဖြတ်မိရင်ပေါ့ဒါပေမဲ့လည်းလေဟိုနောက်တော့လည်းလေကိုကသိသူတို့မတားဘူးတားလို့ရှိရင်လေဟဲ့ရီပြုတ်ပြီးတော့ကိုကတခုခုမင်းဖြစ်လေဟာဟိုတောင်းပန်ပြီးတော့နင်းနေပပမဖို့လေးပါလိဖေးလိုက်ရင်လည်းပြီးသွားတာအစဉ်ပြေလို့ပဲကျန်းနာဘာမှမ 没戏吧？我,我。 ကိုယ်လာပြီးတော့ဘယ်သူမှလာပြီးတော့ချင်းချောင်နေတာတွေလည်းမရှိဘူးပေါ့เนาะအနိုင်ငံသားတွေပါထွက်ရင်တော့ဟိုဒီမှာ custom officer တို့ immigration officer တို့တော့နင်းနေအထူးဖြင့် custom officer တော့ကိုယ်ပစ္စည်းရှာတာတို့ပါလို့ရှိတာပေါ့ America မှာနေတာလေ America ကလေးတွေလေသူတို့ကြည့်ရတယ်သူတို့အရန်ကြောက်ရတယ်သိလားသူတို့ကဘာကြောက်ရလဲဆိုရဲတွေကိုတအားကြောက်ရတာပဲ America ရဲတွေကလေကားမောင်းလို့ရှိရင်လေအဲ့ လိုမိုင်းလုံးကြော်တာတို့ဘာလို့ဆိုရင်ချက်ချင်းလိုက်လာဖမ်းတာတိကက်တွေပေးတာသိလားပြီးလို့ရှိရင်တခုခုပေါ့နော်ဟိုသူတို့မှလည်းလူမဲတွေဘာတွေလူဆိုးရက်ွက်တွေဘာတွေရှိတယ်လေအဲ့ဒါဆိုလူမဲလေးတွေဖမ်းပြီးဆိုတော့သူတို့ကတနတ်တွေလည်းပါတယ်သူတို့အချိန်မြေးလည်းပြစ်လို့လည်းရတယ်သိလားရမ်းကြောက်เสียကောင်းတာနောက်ပြီးညဆိုလို့ရှိရင်လည်းဒီညဆိုလို့ရှိရင်လည်းဟို အရက်တောက်ပြီးကားမောင်းတဲ့လူတွေဆိုတအားလိုက်ဖမ်းတာအဲဒါကြောင့်မလို့ဟိုအရက်အရက်ကိုတစ်ခွက်တောင်တောက်ထားလို့ရှင့်တောင်မှဘာအပြန်ဆိုလို့ရှင့်ကားကားမောင်းပြီးမပြန်ရဲဘူးအဲ့ရဲတွေကတ အားပါဝါကြီးတာပဲအမေရိကန်မှာဆိုသူတို့လူငယ်တွေရောကားမောင်းတဲ့လူတွေရောအကုန်ကြောက်ရတယ်အဲဘာကြောင့်ဆိုတော့၃ခါမိလို့ပေါ့တစ်ကက်၃ခါရရင်အဲ့ဒီလူကလုံးဝကားမောင်းလိုင်စင်ကိုပြုတ်သွားကားမောင်းလိုင်စင်ပြုတ်ရင်အမေရိကန်မှာဟိုခြေတော့ပြတ်တယ်လို့ပဲအဲကြောင့်လူတွေဟိုလူငယ်တွေရောတအားကြောက်ရတယ်ရဲကိုပြီးလို့ရှိရင်သူတို့စီမှာ income tax officer အလူတိုင်းလူတိုင်းအခွန်ဆောင်ရတယ် income အနှစ်တိုင်းအခွန်ဆောင် ဆောင်မဆောင်ရင်တော့ income tax tax officer နဲ့တွေ့ပြီးပဲပေါ့နော်အဲ့တော့သူတို့မှအရန်ကြောက်ပါတယ်အိမ်ကြီးချင်းတွေကိုလည်းကြောက်ပါတယ်ကိုကအရန်တတိထားပြီးနေရတယ်သူတို့ကအမြင်မတော်ရင်လည်းရဲကိုတိုင်လိုက်တာပဲအဲ့တော့ဒီကသွားတဲ့အဲ့လို refugee ကလေးတွေပါလေဆိုဟိုမှာအနေမတက်အထိုင်မတက်နေဆိုရင်အဲ့ဘေးပတ်ဝန်းကျင်တို့ရဲတို့ကဖမ်းမှာပဲတည်လားအကြောက်စရာအရန်ကောင်းနေ